်မင်္ဂလာပါရှင်မြန်မာဝိုင်တီ channel ကနေပရိသတ်များအားလုံးကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူသူတေတီတက်ထွန်းမြေရေးသားထားတဲ့ကျွန်တော်နှစ်တစီမှာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါမယ်ဇာတ်လမ်းမစသေးရင်မှ channel လေးကို like and subscribe နဲ့ဇာတ်လမ်းတတိတင်တိုင်းသိနိုင်ဖို့ notification ခေါင်းလောင်းလေးနှိပ်ပေးပါအောင်ရှင်ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ကျွန်တော်အစိုးအမျိုးတွေကခြေတလုံးဘွေပါသူလို့ပြောကြတယ်တကယ်ဆိုရင်ပြောလဲပြောစရာလို့ဆိုပါမယ် ကျွန်တော်ကဘယ်နေရာမှာအတိတ်တကြအငိမ့်နေသူမဟုတ်ဟိုဒီသွားနေရာမှာကျင်းနေတယ်အခုလည်းကျွန်တော်နေခဲ့ရမှာဟိန်တောင်းကိုရောက်ခဲ့ပြီးချက်ချင်းစိတ်ကလွင့်လာသွားတော့တယ်ညောင်မင်းတောင်းကိုသွားလို့စိတ်ပြင်းပြတော့တယ်ဟိန်တောင်းမမိတ်ဆွေတွေကတော့ကျွန်တော်တို့ကတော့ဆရာအခုညောင်မင်းတောင်းကိုမသွားစေချင်ဘူးမတမာသူအနေရရှိလို့မဟုတ်ဘူးခက်တာမကောင်းဆိုးဝါးရှိရဲ့တည့်ရတော့ဖြစ်ရင်မကောင်းလို့ပြောမလို့မဟုတ်လားတက်ပြင်းရှိုက်လိုက်တယ်မြေသိစကားမှ မပြောတော့ပါ ကျွန်တော်ကလည်းဘာမှမပြောတော့ပါဘာလို့လဲဆိုတော့ကျွန်တော်ကအဆုံးဖြတ်ချက်တစ်ခုချပြီးရင်မပြင်းတတ်တာကြောင့်ဖြစ်ပါတယ်ကိစ္စမရှိဘူးတရေတစီဆိုတာလူဟာဖြစ်တာလေကိုကဆွဲလမ်းမှုနဲ့တည်ရင်တရေဖြစ်ခြင်းဖြစ်မှာဆရာပြောတာမှန်ပါတယ်အဲဒီနောက်ကျွန်တော်တို့စကားဝိုင်းကဤသို့မြညီနိုင်တိုင်ပင်ခြင်းမရှိပဲအလိုလိုတိတ်ဆိတ်ငြိမ့်သက်သွားတော့တယ်အဲဒီလိုနဲ့ညနေစာစားပြီးတော့ကျွန်တော်ဟိန်းသားကနေမိတ်ဆွေအပေါင်းတွေရောင်းရင်းတွေကိုနှုတ်ဆက်ပြီးတော့ညောင်မေသားကိုထွက်ခဲ့တယ် ညောင်မင်းသားနဲ့ဟိန်သားခရီးကဝေးလုံးလာတဲ့ခရီးတော့မဟုတ်လမ်းကလမ်းဆူမဟုတ်ဖြူးနေတယ်ကက်တရာလမ်းမှရှိရဲ့လမ်းမေးတနေရာမှာအကုတ်ကုတ်ပင်နေရှိရဲ့တခုရှိတာကတရတောကိုဖျက်ရခြင်းပဲတရတောကမိုက်တရားခန့်ရှိရဲ့ထိုတရတောကိုချက်ကုန်းလို့ဆိုကြတယ်ချက်ကုန်းနဲ့ပတ်သက်ပြီးပုံမြင်ဆန်းဆန်းအကြောင်းတွေလည်းရှိခဲ့တယ်ကျွန်တော်တရတောကိုဖျက်တော့ည9နာရီခန့်ရှိပြီးကျွန်တော်ကောင်းကိုတည်ငြိမ်စွာမောင်းလာခဲ့တယ်ကံကောင်းတာပြဿနာမရှိခဲ့ ဘာရဲရောင်မှမတွေ့ရကြီးအဲဒါကြောင့်တရတော်လူတော့ကျွန်တော်တက်ပြင်းချနိုင်ခဲ့တယ်တရတော်လူတော့ရာသီဥတုကဖောက်ပြန်လာတော့တယ်ကောင်းကင်ပြင်ကကြည်လင်ပြန်လဲ့ပြီးကျေကြေကြရထုံးပနေရမှာချက်ချင်းကျေရီပြောက်ကုန်တော့တယ်ကောင်းကင်ပြင်ကညူမဲသွားတော့တယ်မိုးထစ်ကြုံတန်နေကြရတယ်ကောင်းကင်မှာမိုးဆက်မြှာစင်ပေါင်းများစွာနဲ့ပြည့်လွတ်လိုက်တယ်လို့မိုးဆက်တွေကျလာတော့တယ်ရေဆက်တွေကရှေ့မှန်မှာထင်းနေပြီကျွန်တော်ရေတုတ်တံဝိုင်ပါဝင်လိုက်တယ် ကားမီးရောက်ကြောင့်မြစ်တောင်ပေါင်ကူတထောင်မြင်ရပြီးတထောင်အောက်မှာရေတို့တသွင်သွင်စီးနေရတယ်ကျွန်တော်အရှိန်ထိမိမောင်းခဲ့တယ်မြစ်တောင်ပေါင်ကူတထောင်ခက်ဖြည်းဖြည်းဖြတ်ခဲ့တယ်အဲဒီလိုနဲ့တထောင်အလုံးခိုင်း20ခန်းကိုအရောက်ကျွန်တော်ကားဘရိတ်ကိုနင်းလိုက်မိရဲ့ကားဘိန်းနဲ့ကတ္တရာလမ်းမပို့တိုက်တဲ့ကျေလောင်စွာပေါ်လာခဲ့တယ်ကျွန်တော်ကားဘရိတ်ကိုအလောတကြီးနင်းလိုက်တာတခြားကြောင့်မဟုတ်လမ်းကျိုးတစ်ခုမှမိကလေးတူထွက်လာတာကိုတွေ့ရတာကြောင့်ဖြစ်ပါတယ်ကျွန်တော်ကားရလိုက်တော့ ူမဆွေကနေကြည့်ရဲ့ကျွန်တော်လဲသူ့ကိုကြည့်လိုက်တယ်။သူဟာနူးနယ်ပြိုမြင့်တဲ့အသွင်ရှိရဲ့အသက်25နှစ်ကျော်ပုံမရသေး။ဖြူပွေးနူးထွက်တဲ့အဝေစားလို့အောင်မှသူ့ခန္ဓာကိုယ်အချိုးစစ်ပြေပြင်းမှုကိုတွေ့ရတယ်။သူ့လက်ထဲမှာပန်းစီသွေးဂျာကင်တစ်ထည်ကင်ထားပါတယ်။သူ့မျက်နှာပေါ်မှာဆိုးရွားမှုအသွင်ရှိရဲ့မင်းကိုစီကဘာကူညီလို့လဲ။ကျမတစ်ခွမြေကိုသွားကျင်လို့ပါ။ကျမကိုလိုက်ခွင့်ပြုနိုင်မလား။ဒီကိစ္စကကျွန်တော်အတွက်အပန်းမကြီးပါဘူး။ ခရီးသွားဟန်လွယ်အကူအညီပေးရတာပဲလေအရေးကြီးတာမင်းမာသူမဆွေကနေကြည့်ပြီးတော့ကျမဟုတ်တယ်မင်းကိုကိုယုံနိုင်မယ်ဆိုရင် အပန်းမကြည့်ပါဘူးကျမယုံပါတယ်ဒါဆိုမင်းလိုရာပို့ပေးပါမယ်ကျေးဇူးပါပဲသူမကားပေါ်တက်သွားတယ်သူမကားပေါ်ရောက်တော့ကားမောက်ထွက်ခဲ့တယ်မြစ်တာပေါင်းကူတတာမှာသစ်ခွားမြန်ရဝီးလာတာမဟုတ်စင်စစ်တော်သစ်ခွားမြန်ရလမ်းတလမ်းဖြစ်တယ်သစ်ခွားမြန်လမ်းကသစ်ခွားမြန်ဆိုင်ကိုအစွဲပြူပြီး တိခွားမြိုင်လို့ခေါ်တာဖြစ်ပါတယ်။ဘာကြောင့်တော့မသိ။သူမတိခွားမြိုင်ဘယ်နေရာမှာနေရာကိုသိကျင်တယ်။သူမကဘေးလက်ခုလူတန်းစားထဲမှာမဟုတ်တာတော့သိကြတယ်။တိခွားမြိုင်လမ်းကိုရောက်လို့ပြီးလမ်းကိုလမ်းမြင်ရပြီ။ကျမလမ်းထိပ်မှာပဲဆင်းပါမယ်။သွားဖို့ဝေးတဲ့လိုက်ဖို့ပေးပါမယ်။ကျွန်တော်တို့အပန်းမကြီးပါဘူး။ကျေးဇူးပါပဲ။ကျမဒီလမ်းထိပ်ကတိခွားမြိုင်ကိုသွားမှာပါ။ဩမင်းကတိခွားမြိုင်ဆိုင်ရင်ကလား။ကျွန်တော်ကမေးလိုက်တော့သူကပြုံး၍ ဟုတ်တယ်။ကျမကသိခွမြန်ရပါ။ကျွန်တော်ပြုံးလိုက်ပြီ။ကျွန်တော်နာမည်ဇင်မင်းမောင်ပါ။ကျေးဇူးပါပဲရှင်။ကျမကနန်းဧကရီမြိုင်ပါ။အော်နန်းဧကရီမြိုင်နဲ့လား။ကံစုံရင်တော့ကြုံကျင်သေးပါလေ။သူမကနှကန်းတုံယုံပြုံးပြီးနန်းသွားမယ်လို့ပြောပြီးခက်သွက်သွက်ထွက်သွားတော့လေ။သူထွက်သွားပုံကတမင်ပြူမလေးပြေးထွက်သွားသလားထင်ရပါတယ်။သူမကိုမျက်စိတစုံကြည့်တော့သူမရုပ်တဲ့မြန်ဝန်းအိမ်မှာပျောက်ကွယ်သွားတော့ကျွန်တော်ကောင်းဟုတ်ဘူးကနေမောက်ထွက်လာခဲ့တယ်။ ။ညောင်မင်းသားကိုရောက်တော့တပည့်ဖြစ်သူနေကြီးကကြူတော့တယ်။ကျွန်တော်ကားထားခဲ့ပြီးအိမ်ကိုရှောင်းဝင်ခဲ့တော့တပည့်နေကြီးကအပြေးလိုက်လာပြီးတော့ဆရာကားနောက်ခံကဂျာကင်တည်းအဲရင်လို့ပြောပြီးပေးပါတယ်။ဂျာကင်ကပန်းစီသွေးရောက်ဂျာကင်ဂျာကင်ကိုတွေးလိုက်တာနဲ့နန်းဧကရီမြိုင်နဲ့တွေ့စာကသူ့လက်ထဲမှာဂျာကင်ကင်ထားတာကိုမြင်ရမိရတယ်။ကျွန်တော်စိတ်ထဲပျော်သလိုခံစားလိုက်ရတယ်။တခြားကြောင့်မဟုတ်အခုကျွန်တော်ဒီဂျာကင်ကိုအကြောင်းပြုပြီးသူ့မဟုတ်တွေ့ရအောင်မယ်။ တစ်ခွားမြန်ကိုရောက်အောင်မယ်မလားမှန်တယ်နောက်တနေ့မှကျွန်တော်တကူးတကတစ်ခွားမြန်ကိုရောက်ခဲ့တော့တယ်တကားမှုအဖွားကြီးကတကားဖွင့်ပြီးတော့တငယ်ဘသူနဲ့တွေ့ကြလို့ပါလဲကျွန်တော်ကအေကန်တွေ့မှနန်းဧကရီမြရဲ့ဓာတ်ပုံကိုကြည့်ရင်းနဲ့ကျွန်တော်နန်းဧကရီမြနဲ့တွေ့ကြလို့ပါဟမ်အဖွားကြီးအံ့ဩသွားတယ်ပါဇက်အဟောင်းသားဖြစ်သွားတော့တယ်မောင်ရင်နန်းဧကရီကိုတွေ့ကြလို့လားဟုတ်ရဲ့လားဟုတ်ပါတယ် ညာသူနဲ့မေတ္တာပေါင်းကူတရားနာမှာစုံခဲ့ကြတယ်။ညာကကျွန်တော်ကိုယ်တိုင်လမ်းထိပ်တီးလိုက်ပို့ခဲ့တာ။သူ့ကြခင်ကားပေါ်ကျန်ခဲ့လို့လာပေးရပါ။အဖွားကြီးကခေါင်းခါပြီးတော့တခုခုတော့မှားနေပြီတင်နေမောင်ရင်ညာတွေ့ရနန်းဧကရီမြန်မဖြစ်နိုင်ဘူး။ကျွန်တော်ကတော့ဟောဟိုဧကန်ဓာတ်ပုံနဲ့တက်တည်ထူနိုင်တဲ့အဖွား။ကောင်းပြီနေ။ဒါဆိုအဖွားတခုပြမယ်။ကလေးအိမ်ထဲဝင်ပါ။ဟုတ်ကဲ့။ကျွန်တော်အဖွားဦးနဲ့အိမ်ထဲလိုက်ခဲ့တော့တယ်။အိနာအိနာဖေးကိုလိုက်ခဲ့တော့တယ် အဲဒီမှာဂူနှစ်ခုကိုတွေ့ရပါတယ်။ဂူတလုံးကအနေငယ်ဟောင်းနေပြီ။ဂူတလုံးကအသေးဖြစ်တယ်။ဂူပေါ်မစာတန်းအမီကတော့ကျွန်တော်အံ့ဩတုန်လှုပ်သွားတော့တယ်။တခြားကြောင့်မဟုတ်ပါ။ဂူပေါ်မစာတန်းကမန်နန်းဧကရီများအသက်25နှစ်။အဖွာဒါဆိုနန်းဧကရီများရတဲ့ပြီပေါ့။ဟုတ်တယ်။မနေ့ကမြီးမလေးစုံတာတလားပြည့်ပြီလေ။နန်းဧကရီများဘာကြောင့်တည်သွားရလဲ။ မြစ်တာပေါင်းကူတတာမှကားချင်းတိုက်ပြီးဆုံးသွားတာလေကျွန်တော်ဘာပြောမှမမသိကျွန်တော်မင်းညာနန်းဧကရီမြိုင်နဲ့တွေ့ခဲ့တာအမှန်ဖြစ်တယ်သို့တော့ကျွန်တော်တခုတော့ကောင်းကောင်းနားလည်လိုက်တယ်မြစ်တာပေါင်းကူတတာအထိမှကျွန်တော်တွေ့ခဲ့တဲ့နန်းဧကရီမြိုင်ရလူသားစင်စင်မဟုတ်တစီမတစီမလို့နားလည်မိပြီဟုတ်ကဲ့ပါရှင်စာရေးသူသူတေသည်တက်တွုံးမြေရေးသားထားတဲ့ကျွန်တော်နဲ့တစီမဆိုတဲ့ဇာတ်လမ်းကတော့ဒီမာရီမဲပြီးဆုံးပါပြီရှင် ဇနန်လေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကျေးဇူးတင်ပါတယ်ရှင်။